အခုဦးစင်းရှိမှဒကမာကြီးဘုရားဘာသာကိုယုံကြည်ရဲဆိုပြီးတော့တရားလာခြင်းတမန်အခြားခြားသောကမ္မထံရရိတာကြီးရှိတမန်ဒကမာကြီးဦးစင်းရိတာကိုဘာလို့ယူခြင်းတပည့်တော်မှာဒီအမ်အစတပည့်တော်မှာမန်နဲ့ဒေါတာအလွန်ကြီးတာလေခင်ဗျာဆရာဖျားတော်တပည့်တော်မှာစင့်ကူเจ้าမှာဖူခဲ့ပြီးတော့ဆရာဖျားတပည့်တော်မှာ ကိုမိခဲ့ပါဗျာဒီကမှဟိုဘာဖြစ်လို့တရားလာထိုင်နေတာလဲဆိုတော့တော့မှဆရာပြတို့တော့မှရေနောဘမန်နဲ့ဒေါသကိုအမြင့်ကနေချုပ်ချင်ပါတယ်ဗျာလို့ဆရာပြရှင်းခဲ့ပါဗျာဒီမှာဆရာပြရဲ့အာမခံချက်တစ်ခုဆရာပြအဲ့ဒါကိုပြောင်းအိုဦးစင်အာမခံတဲ့တက္ကမသာစူးစမ်းမယ်ဆိုရင်ဦးစင်အာမခံတဲ့ဤအာမခံတဲ့ channel တပြည့်တော်မှာအမေရိကရောက်တဲ့တပတ်အတွင်းဆရာဦးဓမ္မဘာရကူကို email ပို့ပြီးတော့ချက်ချင်းစင်းပေးခဲ့ပါတယ်ဗျ။ဟုတ်ဒီကြတော့ ဦးဇင်းတို့ရိတ်သာဆပြီးတော့တဏှာကြီးတဏှာကြီးဝိနဏာကြီးနဲ့တရားကြီးအားထုတ်လာတယ်။ဒီမှာဒုက္ခဝေဒနာကြီးအောက်ကပေါက်ပြန်နေတော့စိတ်ထဲမှာမခံစားတဲ့စိတ်ကြီးဖြစ်လာဖြစ်တယ်ဗျာ။အဲလိုဖြစ်လာတဲ့အခါမှာဦးဇင်းတို့ဒီအာနာပါနကမ္မထံနဲ့စိတ်ကိုသိမ်းစည်းတာဒီကမ္ဘာကြီးအဲ့တုန်းကတရင်ကလွံ့မြောက်ခဲ့ဘူးလား။ကျွန်တော်တို့မှာတဏှာကြီး၅ချိန်မှာ ဟိုမထိုင်ခင်မှာတော်တော်ကြောက်ခဲ့ပါတယ်ဗျာပြီးအဲတနာရီ9ချိန်နောက်ဆုံးချိန်မှာလည်းတပြည့်တော်မှာဝေဒနာတက်ပြီးတော့အမှတို့မှာချောင်းဆိုးခဲ့ပါတယ်ဗျာချောင်းဆိုးပြီးလက်တွေလှုပ်ခဲ့အချိန်မှာတပြည့်တော်မှာအာစတွေးထွေးဖို့အရှိ့ကိုကုန်းလိုက်တဲ့အချိန်မှာတပြည့်တော်မှာခြေသန်းလေးကိုထိမိတာတော်တော်လေးနာခဲ့ပါတယ်ဗျာအမှတို့မှာကြောက်ပြီးမလှုပ်ရတော့ဘူးဗျာအဲတနာရီခွဲ9ချိန်မှာလည်းတပြည့်တော်မှာဝေဒနာတော်တော်တက်ခဲ့တယ်ဗျာအနောက်နှစ်နိုင်မှလည်းတက်ခဲ့တယ်ဗျာအာတပြည့်တော်မှာဒီတတိယမြောက်နေ့နှစ်နိုင်ပထမဆုံးအချိန်မှာအဲ တရားထိုင်နေတဲ့အချိန်မှာအဒီဝေဒနာတွေတက်တော့တပြည့်တော်မှာဒီဆရာတော်ဖျားကြီးရဲ့ဒီစက်တန်ကိုလိုက်ပြီးတော့ရှုပြီးဆရာတော်ဖျားတရားကိုနားလဲတဲ့အချိန်မှာငြိမ်ကြသွားပါတယ်ဗျာငြိမ်ကြသွားပြီးအချိန်ထဲမှာပဲတပြည့်တော်မှာအာယုံထဲမှာတပြည့်တော်မှာဟိုကိုယ့်ကိုယ်ကိုကြည့်နေတယ်လို့ပဲတပြည့်တော်မှာစပင်းတွေကျွတ်ပြီးတော့အရေကုန်တွေဥကောင်းတွေကြွားတပြည့်တော်မှာအယိုးစုကိုယ့်ကိုယ်အယိုးစုလို့မြင်လာခဲ့ပြီဗျာပြင်းတဲ့အချိန်မှာတပြည့်တော်မှာမျက်ရည်တွေကျလာပါတယ်ဗျာအမိကြီးကျလာပါဘူးလို့ကျ တို့ရမှာငါအယိုးစုပါလားငါဘာဖြစ်လို့အဲ့ဒီငါကငါအယိုးစုမဲ့ငါဘာဖြစ်လို့အရင်ကမသိခဲ့တာလဲဆိုပြီးတော့နောင်နာတွေရခဲ့ပါတယ်ခင်ဗျာဒီအယိုးစုကြီးကိုအယိုးစုလို့မထင်မဲနဲ့လူထင်ကိုယ့်ကိုချောတဲ့လာတဲ့တင်ငါကိုတတ်တယ်ထင်ပြီးတော့မာမာနာတွေတက်ခဲ့တင်ပါခင်ဗျာအခုတော့ဒီအယိုးချောက်ယူခဲ့ထုံချောက်ထုံခဲ့ကြီးအမှန်ရှိတာသိသွားတော့ငဘုံတော့စိတ်ကြီးဖြစ်ခဲ့တာကိုနောင်နာရပါတယ်တင်ပါခင်ဗျာဟုတ်အဲ့ဒီတော့မှအဲ့ဒါတွေ့ပြီးတော့ဒီဘက်တော့မှ ဒီတိုင်းပဲအဲဆရာဘုရားရဲ့စက်တန်နဲ့အာနာပါနာရှိကနှစ်နာရီပြီးရင်ဒီဘက်မှာဆရာလေးဒေါ်စန္ဒသင်ကြီးရဲ့သုံးသက်ချက်ရတယ်ဘက်မှာရှူဆန်ရသွားပြီးတော့ဘက်မှာမဖြုတ်ခဲ့ပါဘူးဗျာဘက်မှာနောက်ထပ်တနာရီခွဲအထိဆက်ထိုင်ခဲ့ပါတယ်ဗျာဟုတ်ပြီအဲ့တော့ဒါအာနာပါနာပိုင်းတင်မဦးဇလူမြန်မာနိုင်ငံမှာလည်းတော်တော်များများပြောကြပါတယ်ခန္ဓာကိုယ်ဗေမန်းခံပြီးတော့ဒုက္ခခံပြီးတော့တရားရှာနေဟုတ် ဒေါသတွေဖြစ်ပြီးဆင်းရဲပြီးတော့ဘယ်လိုလုပ်တရားရမှာလဲတရားဆိုတာအေးစစ်ငြိမ်ငြိမ်ဉာဏ်ကျင့်ရတာလို့အဲ့လိုပြောကြတယ်အဲ့လိုပြောတော့အဲ့ဒါကိုယုံကြည်ပြီးတော့ဦးဇင်းတို့ဤတာကိုပြင်းနေကြမ်းနေဆိုပြီးကြောက်တာလည်းရှိတယ်တမပါဗျာအဲ့ဒီပုံမှာတကယ်မှအကြီးဘယ်လိုသုံးသပ်တကယ်တော့မာဒီရေတာမွင့်ကမှာတကယ်တော့မာသားခဲ့တဲ့လူအများကြီးရှိပါတယ်ဗျာဟာသိန်းဟွာချမ်းနဲ့အမလီကွန်လက်ကမှဟိုမဝင်ပါနဲ့ပေါ့ဟာတချို့တငယ်ချင်းနဲ့သေးပြီး သွားနေသေးပြီလို့ပြောပါတယ်ဗျာဒါပေမဲ့တပည့်တော်မှာဒီဆရာတော်ဖျားကြီးရဲ့၃ရက်မြောက်နေ့မှာဒီဒီပထမဆုံးတင်မှာတပည့်တော်မှာအားဒါကြီးအယိုးစုံမြင်မြင်နောက်ပိုင်းတပည့်တော်မှာလူကပေါ့ပါပြောအဲ့ဒီအရင်တော့ဖြစ်ခဲ့ဝေဒနာတွေလည်းပျောက်ကင်းသွားပါတယ်ဗျာအဲ့ဒီအချိန်မှာတပည့်တော်မှာစဉ်းစားမိတာလေးကအဲ့ဒါကဒီဝေဒနာရဲ့တက်တယ်ဆိုတာဟိုဆရာတော်ကလှုပ်ရမုံငါလှုပ်ရမုံဒီဥစ္စာငါ့ကိုငါ့ရဲ့တီးခံနိုင်စွမ်းအားကိုစမ်းတက်နေတာပါဒီအားမတီးခံနိုင်လို့ရှင်ငါအရာရာကိုဘယ်လိုတီးခံနိုင်ပါမလဲလို့ဒီတော့မှဆင်ရှင်သုံးသပ်မိပါတယ်ခင်ဗျာ အဲ့တော့ဒုက္ခဝေဒနာမှာကုမာကြီးနှစ်နာရီတစ်နာရီဝေထိအရှူဆံရသွားတော့အောက်မှာတော့ဖောက်ပြန်နေတဲ့ကြက်ခဲထုံကြီးနေတဲ့ဒုက္ခတော့ရှိရှိတယ်ဗျာကုမာကြီးစိတ်မှာဆင်းရဲသေးလားမဆင်းရဲပါဘူးဗျာအဲ့လို့ဆိုရင်သိရင်သွားမကျင်းနဲ့ကျန်းနေသေတော့မှာပဲလို့ပြောနေတဲ့ပုံပေါ်ရာသူတို့အမြင်နဲ့တက္ကမကြီးအမြင်နဲ့ပေါင်းစပ်ပြီးသုံးသပ်လိုက်မယ်ဆိုရင်အဲ့လိုပြောတဲ့ပုံပေါ်ကိုတက္ကမကြီးကဘယ်လိုပြန်မြင်သွားလဲ မားတယ်လို့မြင်ပါတယ်ခင်ဗျာ။ဒါကောမကြည့်နဲ့ကြမ်းတယ်ပြီးတော့မဆိုဘူး။ပြီးတော့အဒီလူတွေကိုလည်းတပည့်တော်မှာအလုံးလဝရိယမရှိဘူးလို့လည်းမြင်ခဲ့ပါတယ်ခင်ဗျာ။ဟုတ်။ဓမ္မကြီးလို့ကိုယ်တွေ့မကြည့်မင်းနဲ့ဘေးရနေပြီးတော့အပြစ်တင်လိုက်တယ်ကြမ်းတယ်ဆိုတဲ့အပြစ်ကဓမ္မကြီးသူတို့ထင်သလိုကြမ်းတာမဟုတ်ဘဲနဲ့ဆင်းရဲတာမဟုတ်ဘဲနဲ့ချမ်းသာတာရ။ဓမ္မသူတို့ကတော့ဟာဝိညာဉ်တွေတက်လာရင်ကြမ်းတယ် စင်းရဲမယ်ဆိုတဲ့အမြင်ကြီးတယ်။တမပါဗျာ။ဓမ္မကြီးကကိုယ်ရိဒုက္ခဝေဒနာကိုကိုယ်ခန္ဓာကိုယ်ကြီးဖောက်ပြန်နေတဲ့ဂျားတဲ့ကိုကစိတ်ကငြိမ်းချမ်းနေတယ်ဆိုတော့သူတို့အမြင်နဲ့ကိုယ်အမြင်နဲ့မှားတယ်။မှားတယ်ဗျာ။အဲ့ဒါဘာဖြစ်လို့လဲဆိုကိုယ်ရိမကြည့်ဘူး။တမ။ဘာကြောင့်ဒီလိုကျင့်ရပါလဲဆိုတာကိုအဖြေမရှာဘူး။တမ။အခြားအခြားရိတ်တာတွေလည်းပေါ်ပါနဲ့ကျင့်ရတာနဲ့ဒီဆရာတော်ကြမှာဘာဖြစ်လို့ဒီလိုပြင်းပြထန်ထန်ကြီးကျင့်ခိုင်းနေရတာလဲလို့ဒါ ဝေဖန်မယ်ဆိုရင်အကြောင်းရှိလို့ဒါဖြစ်နိုင်မယ်လို့ဝေဖန်တယ်နိမအကယ်၍မသိရင်လာပြီးမေးမြန်းတယ်နိပေါ့တမဘာကြောင့်ဒီရင်းချမ်းတဲ့ဝေဒနာနဲ့ဒုက္ခခံပြီးတော့ဒီတရားရှာနေတာလေတမဗျာဘယ်လိုကြောင့်လဲဘယ်ယူလဲဘယ်ကျူးညော်ဘူးပြီးပြတာလဲလို့မေးနေတာတမအဲ့လိုမမေးသေးဘဲနဲ့ပုတုဇဉ်အမြင်နဲ့အာအရေးကိုအကောင်တင်ပြီးတော့ပြင်းထန်နေကြမ်းနေလို့မြင်လိုက်တာသူတို့မှာပါမှာပါပါဗျာတက္ကမကြီးအခု ကိုတို့ကျင့်လိုက်တဲ့အခါကျတော့ဦးဇင်းတို့ပေးတဲ့နေကခန္ဓာကိုယ်နှိစ္စတာမဟုတ်ဘူးမှန်ခန္ဓာကိုယ်ကသာနဲ့ခန္ဓာကိုယ်နှိစ္စတာတမစိတ်ကဒိဋ္ဌိဒေါသမာနတွေနဲ့သွားပေါင်းရင်တော့ဆင်းရဲမှာတမဗျာအဲ့ဒီဒိဋ္ဌိဒေါသမာနတွေနဲ့ပေါင်းနေတဲ့စိတ်ကိုဇံစိတ်နဲ့အစာထိုးပြောင်းလိုက်တော့ဒုက္ခတော့ရှိတယ်စိတ်မှာဒေါသတော့မရှိရှိတော့ပါဗျာအဲ့ဒီလိုလိုကိုယ်တွေမရတဲ့တဲ့ကြောင့်ဘုပ္ပုဂ္ဂိုလ်ရဲ့အမြင်ဟာမပြည့်စုံဘူးတမဗျာသာသနာနဲ့ကြုံလုံးလူကြီးရယူ ရုံနေတမအဲ့တော့ရှေ့ဆက်ပြီးတော့လျောင်းလေရိယာဘုံနဲ့ကျင်းတဲ့ကျင်းစဉ်ကနေတော့ရောက်ပြီပြောင်းတဲ့အချိန်မှာတပည့်တော်မှာအာဆရာတော်ကြီးရဲ့အဲမိကြားချက်ကိုနားနေပါတယ်ဖေ။အဲဒါမဲ့တပည့်တော်ကကိုယ့်ကိုအိပ်ပျော်သွားပြီးချင်တာအိပ်မပျော်ပါဘူးဖေ။တတိယတော့ရှိနေတယ်ဖေ။အဲ့ဒီအချိန်မှာတပည့်တော်ကကိုယ့်ကိုအယိုးစုဆရာဖေရဲ့အယိုးစုမြင်ရင်ဆိုတော့တပည့်တော်ကကိုယ့်ကိုအယိုးစုမြင်ကြည့်တာမြင်ပါတယ်ဖေ။အဲ့ဒီချိန်ထဲမှာပဲတပည့်တော်ကအမျိုးသားနဲ့တပည့်တော်ကကြောင်လို့မိသားစုကိုဟို အာယုမမင်းကြီးကသူ့ကိုအယိုးစုမြင်ပါတယ်ဗျာသူကအမေရိကန်မှာအမေရိကန်မှာဗျာအယိုးစုမြင်တယ်ဗျာအဲ့ဒါနဲ့ဒီလိုမှ အာပြီးတော့အဲ့ဒါနဲ့တပည့်တော်မှအဲ့ဒါကြီးပျောက်ထွက်သွားပြီးတော့တပည့်တော်မှအမောင်ခန်းကြီးနဲ့ရောက်သွားတယ်ဗျာ။ရောက်လဲရောက်သွားပြီးတော့တပည့်တော်မှအမမီးစားလင်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 းလေးထွက်လာတယ်တပည့်တော်မှကြီးလိုက်တဲ့အချိန်မှာတပည့်တော်မှမျက်နှာကြီးဖြစ်နေတယ်ဗျာ။မျက်နှာကြီးအိတ်နေတယ်တပည့်တော်မှဒီနားမှာနှစ်ထင်မှာမေ့ရှိတာတပည့်တော်မှတွေ့လိုက်တော့ဟဲလို့ကငါအိတ်နေပါလားပေါ့နော်။အဲ့တပည့်တော်မှကြည့်တဲ့အချိန်မှာတပည့်တော်မှဒီအသားကြီးကနေပြီးတော့ဖောင်း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 ပြီးတော့ညူပုတ်ပုတ်ပုတ်ဖြစ်ပြီးတော့အဲ့ဒါကြီးတစားစီကွာထွက်ပြီးတော့ဟိုဟိုလောက်တေးလိုမျိုးတွေးတွေလောက်တေးလိုမျိုးထွက်လာပြီးတပည့်တော်မှအဲ့မှာ တော်တော်လေးရုပ်ပြက်စင်းပဲဖြစ်ပြီးတော့တို့မှမိရီကြမိပါဗျာတို့မှမိရီကြတို့မှကိုကိုချင်းအဲ့အာငါအတူပါပဲငါတေးလို့ရှင်ငါဒီလိုပုံကြီးဖြစ်မှာပဲအဲ့ဒါငါအလောင်းကြီးပါလားဆိုပြီးတော့တို့တော့မှဒါဆိုရင်ငါအယိုးစုငါအတူပါဆိုငါကိုငါဘာဖြစ်လို့အာအလားတွေပြင်နေရလဲငါလည်းတစ်ချိန်တစ်ခါဒီကမ္ဘာမှာနာမည်ကျော်ကြားခဲ့တဲ့မယ်တယောက်လည်းဖြစ်ခဲ့တယ်ငါဘာဖြစ်လို့ဒီဥစ္စာတွေငါလုပ်နေတာလဲဆိုပြီးတော့တို့တော့မှနောင်နာရပြီးတော့မိရီကြခဲ့ပါတယ်ဟောနောင်နာမိကျမအရင်ဆုံးကတော့ ိုဒီခန္ဓာရဲ့အရေးပြအောက်မှာရှိတဲ့အာသုဘမตายရတဲ့သဘောပေါ့တမမตายရတဲ့သဘောကိုအရေးပြလေးနဲ့ဖုံးထားတာတမအဲ့ဒီပုံပေါ်မှာအမွေးနှံ့တာနဲ့အခုလိုအဝတ်တစားနဲ့ဖုံးပြီးတော့နေရတာအထဲမှာတော့ကိုယ်ဒီလောက်ဒီနဲ့အကြီးတွေရွေးတွေသွေးတွေတန်နေနေတမပါဗျာအဲ့ဒီမသားရတဲ့အထုပ်ကြီးကိုမသားရတဲ့ရုပ်ကြီးလို့မသိပဲနဲ့အကြီးပြားလေးဖုံးထားတဲ့အပြင်ဘက်ကိုအဲ့မှာအလှတပြင်းပြင်း နဲ့နေကြတယ်။တမ။အဲ့ဒီတော့နေခဲ့တဲ့ဓမ္မကြီးစိတ်ကအခုအာသုဘနဲ့မြင်တော့အဲ့ဒီနေတဲ့စိတ်နဲ့အာသုဘမြင်တဲ့စိတ်နဲ့ဘယ်စိတ်နဲ့ဘယ်အမြင်ဟာတန်ဖိုးရှိတယ်ဆိုတော့သုံးသပ်ဘူး။တပည့်တော်မှာအရင်ကမှားခဲ့ပါရဲ့ဖေ။တပည့်တော်မှာဒီညောက်ကမထမ်းရှိပြီးတော့မှာမိတ်ကလည်းမလိမ့်တော့ပါဘူးဖေ။တပည့်တော်မှာဒီအမွှေးနှံလာလေးလည်းမလိမ့်တော့ပါဘူးဖေ။တပည့်တော်မှာဒီခန္ဓာကိုယ်ကငါနဲ့မဆိုင်ပါဘူး။ဒါပေမဲ့ သူ့ကိုငါတိုက်စေးကြောနေတာရေချိုးနေတာသွားတိုက်နေတာအားလုံးကလည်းဒုက္ခတစ်ခုလိုမြင်လာပါတယ်ဖေ။ဒါကြီးကိုတွေ့တာခြင်းနဲ့စိတ်ငါပဲငါမဆိုတဲ့မာမာနထောင်သွားခြင်းနဲ့စိတ်ဒီဖြစ်သေးလား။မဖြစ်တော့ပါဘူးဖေ။ဟုတ်ပြီ။ဒီယုတ်ကြီးကိုငါပိုင်မယ်ငါကိုပဲလို့စွဲတဲ့ဒိဋ္ဌိကိုကတ်လို့ရသေးလား။မရတော့ပါဘူးဖေ။အဲ့လိုဆိုရင်မသာယာတဲ့ဒီအာသုဘယုတ်ကြီးကိုသာယာမှုတွေပြုတ်နေတဲ့ပုံကိုယ်တွေဟာ သူတို့ရဲ့ตายရတယ်ဆိုတဲ့စိတ်ตายရတယ်ဆိုတဲ့ဆုံးမြတ်ချက်ကအကောင်းလို့အယူနဲ့အကောင်းပါအကောင်းဆိုတာအမှန်ရှိရှိတိုင်းမြင်အယူကတော့ဘာမှမသိတော့အဲ့ဒါဆိုဘာစိတ်ဖြစ်သွားလဲအယူစိတ်ပါဗျာအယူစိတ်ဖြစ်သွားတယ်ဘာလို့အာသုဘကြီးကိုအမွေးနာတာနေလိမ့်ချပြီးတော့အမျိုးမျိုး ဒီဇိုင်းနေနဲ့ထွင်ပြီးတော့ပြနေရတာတမန်ပါဗျာဒီကံကြတော့အယူနဲ့တူနေမလားတူနေပါပဲဗျာဒါကမှကြီးအရင်တော့ကလည်းအဲ့ဒီလိုစိတ်မျိုးဖြစ်ခဲ့တော့ဩအရင်တော့ကလည်းငါလည်းဒီလိုပဲအာအာသူပါကြီးအလှစင်နဲ့အယူစိတ်ကြီးဖြစ်နေတယ်လို့မထင်ဘူးလားတင်ပါတယ်ဗျာဟုတ်ပြီအဲ့လိုဆိုရင်ဒကာကြီးနဲ့ခုနသာသမီတွေကိုအောင်တွေ့တဲ့ခါကျတော့သူတို့ကအယူစုလိုလဲမြင်ရောပုပ်ကိုအားဖြင့်ဆွဲလို့ရပြီလားမရတော့ဘူးဗျာ။ဒါရောစင်တွေ့လို့ရပြီလားမရတော့ဘူးဗျာ။ အဲ့လိုတန်ရောစဉ်တွေ့လို့မရတော့အဲ့ဒီစိတ်ကကူလောင်လားငြိမ်းချမ်းငြိမ်းချမ်းပါလေခင်ဗျာအဲ့တော့ဂေါရမဘုရားဟိုယုံကြည်မြတ်စွာဘုရားသတ္တနာဝိသုဒ္ဓရရဲ့စိတ်စင်ကြရဒုက္ခပိဒီဘဝတွေမှာလွတ်မြောက်ပါတယ်တမန်ပါဗျာဒုက္ခဒေါမနတာတွေတနုံလို့စင်ရရတွေခြုံငင်းရမယ်တမန်ပါဗျာအဲ့ဒီလိုခရငါပြီးမယ်လို့ခရပြီးမယ်ဆိုတာဒကမကြီးရမလို့ ရသွားပါတယ်ရသွားတယ်ဒုက္ခဒေါမနငါဒီလိုဖြစ်ရလိချင်းငါဒီလိုလိုရလိချင်းငါဒီလိုနဲ့တနှုတ်လို့ဖြစ်တာတမအခုတော့ဒီအာသုဘခန္ဓာအယုဇုခန္ဓာကြီးပြင်တော့အဲ့ဒီစိတ်ကြီးရှိသေးလားမရှိတော့ပါဘူးခင်ဗျပူလောင်တဲ့စိတ်ကြီးရောရှိသေးလားမရှိတော့ပါဘူးစိတ်ကလေးမစင်ကြယ်ဘူးလားစင်ကြယ်သွားပါတယ်အဲ့တော့ဂေါရမဘုရားပေးမယ်ပေးမယ်ဆိုတဲ့အာမကံချက်ကတက္ကမကြီးခန္ဓာတမအဲ့တော့ဘုရားပေးတာခန္ဓာတမယေစုပါတမယေစုပါခန္ဓာတမအဲအဲ့ဒီကနေပြီးတော့ မဟာပလင်ကြီးစင်ရောက်လာအဲ့ဒီကြတော့ဒကမာကြီးမဟာပလင်ပရမနာနာကြီးချိန်တဲ့ဘုသူလေးလျှောက်ပထမနာနာကြီးချိန်တဲ့အချိန်မှာဒီဘက်ကမှမချိန်နိုင်ကြပါဘူးဖေ။တော်တော်လေးဝေဒနာပြီးတော့အတိတ်ကနေအောင်သွားတယ်ဖေ။ဒီဘက်ကမှဝေဒနာကြီးတက်တာတက်တာဒီဘက်ကမှအမမတ်တက်လည်းမရက်နိုင်ခဲ့ပါဘူးဖေ။အဲ့ဒါနဲ့ဒီဘက်ကမှဟိုကွာကိုဟွာပေါ့ဒီဆရာလေးတော်ဆနာတင်ကြီးနဲ့လည်းထိုင်ပြီးချင်းကြီးရဲ့အချိန်မှာအဲဒီနီးလေးရလာပြီးတော့မှအဲဟို ခဏလေးပဲအေးချမ်းသွားခဲ့ပါတယ်ဗျာဒါပေမဲ့အတိတ်ကတော့အောင်သွားတယ်ဘာမှတော့မဖြစ်ခဲ့ပါဘူးနာနာကြီးကျင်းစင်မှာကျင်းမှာ9နာရီပထမကျင်းစင်မှာတပည့်တော်မှာတတိယလေးတစ်ချက်လွတ်ခဲ့ပါတယ်ဗျာလွတ်တဲ့အချိန်မှာတပည့်တော်မှာအိတ်ငိုက်သွားတဲ့အချိန်မှာ ကိုကအရှိကိုမဆောင်မင်းနဲ့ဘေးကိုစောင်းသွားခဲ့ပါဗျာ။စောင်းသွားရင်မှတပည့်တော်မရဲ့ဒီခြေပြထောက်ပြီးတော့အကျောနဲ့ကြွတာညက်ခဲ့တယ်တပည့်တော်မဝီနိုင်တော်တော်ပြင်းပြင်းထန်ထန်စားခဲ့ရပါတယ်ဗျာ။အဲဒီအချိန်မှာတပည့်တော်ဆေးနှလုံးနဲ့ထိုးခဲ့ရတယ်ဆေးတွေနဲ့တောက်ခဲ့ရပါတယ်ဗျာ။ဒါပေမဲ့တပည့်တော်မဆွဲမလျှော့ဘူးဗျာ။အဲမှာတရားပလင်မှာဆက်ထိုင်တဲ့အချိန်မှာတပည့်တော်မပထမနှစ်နာရီပြင်း9နိုင်9နိုင်ပြန်ထိုင်နေဗျာ။ဒါဦးစင်းတို့ချိန်ခိုင်းတာလားကုဆန္ဒနဲ့ကုဆန္ဒနဲ့ပါဗျာ။တပည့်တော်မငါရအောင်လုပ်မယ်ဆိုပြီးတော့တပည့်တော်မ အဲချိတ်တဲ့အချိန်မှာနှစ်နာရီခွဲလောက်သုံးနာရီလောက်လာမသိတို့တော့မှတော်တော်လေးညင်းပါတယ်ဗျာမလုတ်ခဲ့ပါဘူးဗျာအဲပြီးကန်နီလေးအချိန်လောက်မှတို့တော့မှဒီဒီဝေဒနာတွေတော့မတက်ပေမဲ့ဒီထိထားတဲ့ဒဏ်ရာတော်တော်လေးဝေဒနာဖြစ်လာတယ်ဗျာတို့တော့မှမနေနိုင်လှုပ်ရွာလာတယ်ဗျာအဲနဲ့ဆရာလေးဒေါ်စန္ဒာသိန်းကြီးကလည်းဖြောင်းဖြားတပည့်တော့မှနားမထောင်ခဲ့ပါဘူးဗျာမင်းတို့တော့မှအတိတ်ခံမဖြုတ်ခဲ့ဘူးအဲနဲ့ ဦးစင်ချောင်းဦးကနေပြီးတော့တပည့်တော်မကိုလာပြောင်းပြပါတယ်ဗျာအဲ့ဒီအချိန်မှာတပည့်တော်မမျက်ရည်ချခဲ့ပါတယ်တပည့်တော်မဩငါ့ကိုဂယုဆိုင်နေတာဆရာလေးတွေဆရာတော်ကြီးတွေဒီဦးစင်းနေငါတငယ်ချင်းယောဂီအပေါင်းနေရလဲငါ့အကြောင်းဘေးနားမှာရှိပြီးတယ်သူတို့တွေလည်းကားနဲ့တူတူဝင်ပြီးရယ်ငါ့ကိုလည်းဟိုရစေချင်းကြတယ်ငါဘာဖြစ်လို့အဲ့လောက်ထိကောင်းမှနေလဲငါဘာဖြစ်တာကိုမသိခံနိုင်လဲဆိုပြီးတော့အတွေးဝင်လာပြီးတော့တပည့်တော်မှအဲ့ချိန်မှာ တိခံမှုအောက်ကိုတွန်းပို့လိုက်တယ်ဗျာပို့လိုက်တဲ့အချိန်မှာပဲတပည့်တော်မှငြိမ်ကြသွားပြီးတော့ဟိုဝေဒနာတက်တယ်ဒါပေမဲ့တပည့်တော်မှလည်းဒီဟိုအရင်ကတော့တော်တော်လေးမခံစားရတော့ဗျာအဲ့အဲ့အချိန်မှာဆရာတော်ဥဒမဘာရကူကလာပြီးတရားဖြုတ်တဲ့အချိန်ကြတော့အာတပည့်တော်မှဒီဖြုတ်တော့ဆိုတပည့်တော်မှစိတ်ထဲမှာမဖြုတ်လည်းမပြုတ်စီများမထိုင်နေတာပေါ့အဲ့မှာဆရာလေးဒေါ်စန္ဒာသင်ကြီးကဟိုမဖြုတ်ရဘူးဆက်ရှူဆက်ရှူရဲမှာမှာ အားလုံးကဖြုတ်နေတော့မှဆက်ရှိရဲ့အချိန်မှာတော့မှဘယ်ကြောင့်မှအသက်ရှူလို့မရတော့ဖြစ်လာရဲ့ဗျာအဲ့တခုကအချောင်းကြီးကတက်နေတယ်လို့မျိုးအာဆရာလေးကစိတ်လျှော့စိတ်လျှော့လေးကိုမမှန်ရှူစိတ်လျှော့လို့ပြောရချင်းမှာဒီလိုမှအမှဆရာတော်ဥဒ္ဓမဘာရကပဋိဌာန်ဖြုတ်တော့မယ်အတက်တင်းရှူဆိုတော့အဲ့ရှင်မှာအဲ့ဒါကြီးဒီလေကြောင့်အဒီချောင်းကြီးလေအလုံးကြီးကကျပြီးတော့ဒီရင်ဘက်ဒီအလေလောက်ကဟိုဆွ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 လေးဖြစ်လာပြီးတော့ ဟိုရေခဲအချောင်းလိုမျိုးအေးလိုမျိုးအစူးတက်တွေဝင်လာပြီးတော့တပည့်တော်မှာဒီသွေးကြောတွေကအစသွေးကြောကအေးပြီးတော့တက်ပြီးတော့ဒီမှာတုံသွားတယ်ဗျာကြောက်လို့တုံလာလားအေးလို့အေးလို့တုံလာဗျာဟိုအေးချက်တွေဝင်လာတင်ပါတပည့်တော်မှာတမျိုးပဲဗျာချမ်းတယ်လို့တုံလာတာအဲ့ဒီအချိန်မှာတပြိုင်နက်နေမှာပဲတပည့်တော်မှာဒီကြောအနောက်က ဒီခါပေါ်ကနေပြီးအေးတက်ကအပေါ်တက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 ်ပြီးဒီကုန်းကအေးနေ။ဒါပေမဲ့ဝေဒနာကတော့ဖြစ်နေတယ်။ဒါပေမဲ့ဟိုဒီအောက်ပိုင်းနဲ့အပေါ်ပိုင်းကနှစ်လွှာဖြစ်သွားတယ်ဗျာ။ဟုတ်ပြီ။ဒါပေမဲ့မအဲ့လိုခံစားရတာဗျာ။အေးဝါကနေပြီးတော့အပေါ်ကအေးနေ။တင်မ။အောက်မှာကတော့ဝေဒနာဝေဒနာတက်နေ။ဒါပေမဲ့အဲ့ဒီဝေဒနာတွေဒါပေမဲ့မခံစားလို့မရဘူး။ခံစားရတာ။တင်မ။အဲ့ဒီဒုက္ခဝေဒနာကြီးကိုအေးလို့ဆင်းရဲခြင်းနဲ့မခံမိမခံတာဖြစ်အောင် ပြန်ပြီးဆက်ဆက်မိုးကြီးလို့ရမရဘူးခင်ဗျမရတော့အဲတပည့်တော်မှတရားဖြုတ်တဲ့အချိန်ကျတော့တပည့်တော်မှနောက်ဆုံးမှဖြုတ်တာဗျာပြီးတော့အမကြီးတယောက်ကတပည့်တော်မှနောက်ဆုံးတပည့်တော်မှဒုတိယနောက်ဆုံးမှဖြုတ်တဲ့ချိန်မှာသူများတွေကတော့ဖြုတ်တဲ့ချိန်မှာ exercise တွေလုပ်ကြပါတယ်တော့အရင်တော့ဆိုရင်ခြေရောက်ဆန်နေဆန်လို့မရဘူးဗျာမတ်တက်လည်းရက်လို့မရဘူးဗျာအဲ့ဒီမှာတပည့်တော်မှဇွတ်ခနဲဆိုပြီးတော့ခြေရောက်ဆန်ပြီးထလိုက်တာဗျာအဲ့ဒီမှာအကျောညက်တဲ့ဝေဒနာတွေရောဒီဟိုကျွတ်သားနာတဲ့ဝေဒနာတွေကယူပစ်တယ်လို့ပျောက်သွားတယ်ဗျာဟုတ်အဲ့တော့တော်မကြီးကိုကျမ အဲ့လိုကိုယ်နဲ့မတွေ့ဘူးခုနလိုသရာအားတက်ဖို့စိတ်မမွေးပဲနဲ့ငြင်းယူလိုက်မယ်မဖြစ်နိုင်ပါဘူးဆိုပြီးတော့နော်ခုနလိုလွန်ဆန်လိုက်မယ်ဆိုရင်ဒီအိဒအငိမ့်ဒရမှာရပါဘူးခင်ဗျာဒုက္ခនិရောဓသစ္စာဆိုတာဒုက္ခရဲ့និရောဓဆိုအဆုံးကိုရောက်အောင်သွားမယ်ညာအဲ့ဒီကြားထဲမှာဥစဉ်တို့တိုက်ပွဲကတဏှာဒေါသနဲ့တိုက်ပွဲပြီ။မှန်ပါဗျာ။ तू ကမဖြစ်နိုင်တော့ပါဘူး။မရတော့ပါဘူး။ဒါပြည့်ရတအားကြီးပြင်းထန်ပါလေဆိုတော့ ရင်းယူတဲ့စိတ်အရှုံးပေးတဲ့စိတ်ကြီးပေါ်လာတယ်။တမ။အဲ့ဒါကိုတော့အဟုတ်ကြီးထင်ပြီးအရှုံးပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအေးတတ်ရပါ့မရပါဘူးဗျာ။နောက်တစ်ခုကဒကမကြီးစဉ်းစားကြည့်တယ်။မိသည့်ဘာသာဝင်မဆိုမိသည့်လူမျိုးမဆိုမိသည့်လောက်ပဲအာနာကြီးကြီးဘုံကြီးကြီးချမ်းသာလူဖြစ်စေ။ဟောက်ကမြင့်ထန်တဲ့ဝေဒနာကြီးနဲ့စိတ်နဲ့အဆက်ဆက်ပြပြီးတော့ဆက်လို့မရပါဘူးလို့ပြောရင်နားလည်နေပါလား။နားမလည်နဲ့တော့ဗျာ။နားမလည်နဲ့။ ဲ့တော့အဲ့ဒီစိတ်မျိုးရဖို့ဆိုတာကလေဗုဒ္ဓဘာသာဝင်မှန်တယ်တရားအားထုတ်ပြန်တော့လေအဲ့ဒီလိုဒုက္ခဝေဒနာနဲ့စိတ်နဲ့ဆက်ဆက်လို့တော့မရအောင်နော်ကြွားချားနေပါလေပြတ်တောက်နေပါလေလို့ပြောရင်နားလည်နိုင်ပါနားမလည်နိုင်ပါနားမလည်နိုင်အဲ့ဒီလိုလွန်မြောက်အောင်တရားအားဝိရိယအားသန္တိတိပ္ပဆိုတာဆာနာကြီးမှာတမစိတ်တိတိပ္ပဆိုတာဒီစိတ်ဖြစ်အောင်လုပ်မယ်ပေါ့တမဝိရိယတိပ္ပမပြီးမချင်း မောင်မြင်မြင်မလျှော့ဘူးမနာဘူးဆိုတာဝိရိယဒီပါအဲ့ဒီအဋ္ဌိဘာဒဆိုရယ်အဋ္ဌိဘတ်အားဤနဲ့တွန်းလန်လိုက်တော့မှတဏ္ဍာဒေါသအသေးသွားတယ်တမဖျက်အဲ့ဒီအားဤမမွေးခင်တော့တော့ညင်းညူတဲ့စိတ်ကြီးဖြစ်တယ်တမအဲတဏ္ဍဆက်ကွင်းမလုပ်ဘူးတမဒါကဘယ်တိခံမှုရဲ့အဆုံးတမအဲ့ဒီတဏ္ဍာဒေါသကိုလည်းရောမှုကိုအကျွင်းမဲ့ဆုံးလုပ်ပြီးငါမရရအောင်လုပ်မယ်ဆိုတဲ့အဲ့ဒီစိတ်မျိုးကမမွေးနိုင်ဘူးဆိုရင်ဒီလို စိတ်နဲ့ယုံနဲ့အောက်ကပြင်းထန်တဲ့ဝေဒနာနဲ့အပေါ်စိတ်နဲ့တခြားသည်ဖြစ်နေပါလေဆိုတဲ့အဖြေရပါမယ်မရပါဘူးခင်ဗျအဲ့လိုအေးချက်ရသွားတဲ့အခါကျတော့ဒကမကြီးအခုတရားစခန်းပြီးသွားတာနေရာသုံးရှိပါပြီမှန်အခုစိတ်ကမနဲ့နေပေါ်ပါနေဗျာတပည့်တော်မှအဲ့ဒီမဟာပလင်ဖြုတ်ဖြုတ်ပြီးခြင်းမှာပဲတပည့်တော်မှစွန်းစားဆောင်ဟိုအာယုံဆုံးဖို့မှုသွားခဲ့ပါတယ်ဗျာအဲ့ဒီအချိန်ထဲမှာပဲတပည့်တော်မှ အဲ့ဒီကသမင်းကျော်စားတယ်ဗျာစားရင်းနေပြီဒီဘက်တော့မှနှလုံးကခုန်တာတော်တော်မြန်လာပြီးတော့လက်တွေတုံလာပါတယ်ဗျာတုံပြီးတော့စားရင်းနေမှာဒီဘက်တော့မှဘာအကြောင်းကြောင့်မဖြစ်နေရကြလာပါတယ်ဗျာနေရကြပြီးတော့ဒီဘက်တော့မှဒီ ठी မပါဘဲနဲ့နေဘူးကျဲကျဲကြီးထဲမှာဒီဘက်တော့မှကိုကိုခန္ဓာကိုယ်ကဝါကုန်းတခုမြင်လို့ဝါကုန်းလေးလို့ပေါ့ပေါ့လေးပေါ့ပြီးတော့ဒီဘက်တော့မှစိတ်ထဲမှာဘာမှမရှိတာကိုတိအဲ့အသိစံရှိအဲ့အသိစိတ်ကိုဒီဘက်တော့နောက်ကနေပြီးတော့မသိတာအောင် ไอ้มันตีเสียไล่ชุบเนี่ยเปียพ่อตานี่ปูเนี่ยอเปญเนี่ยดันก็เลยตะเบ็ดออกมามาไม่ရှိไม่คันซ่าอูเปียหนูว่าเอ้นี่เนี่ยเปียอ๋อဒီမိုင်းလောကလူသားတွေကိုနေပူတဲ့သွားရင်ဟာပူလိုက်တာလို့ပဲပြောမှာတင်ပါအဲ့ဒီမှာအေးပါတယ်လို့ပြောမဲ့ပုံကိုရှိပါ့မလားရှိပါအောင်ခင်ဗျာဒီအခုလူမတရားပူတရားပန်ကန်နဲ့ကျင်းစင်တင်ပါအာပြိမဲ့သံဃိတိပဝရိတိပတရာဗလာဝရိယဗလာအဲ့ဒီလေအာကောင်းအောင် လမ်းကြောင်းကလည်းမှန်မယ်ဆိုရင်အပူထဲမှာအေးပြီတင်ပါဗျာနော်အဲ့လိုအပူထဲမှာအေးပြီဒုက္ခထဲမှာငြိမ်းချမ်းနေတင်ပါအားနိုင်ချိန်တဲ့မှာပြင်းထန်တဲ့ကြားထဲမှာစိတ်ကငြိမ်းချမ်းနေတင်ပါအဲ့တော့မြတ်စွာဘုရားဟောတဲ့တန်တိတိကိုချက်ချင်းအကျိုးပေးပါမယ်တင်ပါဘုရားအမကညပေးတာတင်ပါတန်တိတိကိုအာကာလိကိုအခါမလင်အကျိုးပေးတင်ပါနော်အိပတိကိုကိုမကတ်ဆောင်နေဩပါနိကိုကိုမကတ်ဆောင်နေတင်ပါအိပတိကိုအခြားသူတွေဘာတွေကိုလဲလာကြည့်ရင် ဒီလိုရစေခြင်းနဲ့စိတ်တွေပေါ်လာမယ်။မှန်ပါတယ်။နော်ပစ္စနံဝရိဒတ်ပေါ်ဒီဟာကတော့နားထောင်ရင်နဲ့စာဖတ်ရုံနဲ့တရားနာအောင်နဲ့မရနိုင်ဘူး။မရပါဘူးဗျ။တဏှာဒေါသကိုအဲ့ဒါအစွမ်းကုန်သူ့တဲ့သားတဲ့ခွန့်လွတ်မှုဆွန့်လွတ်မှုနဲ့ကိုယ်တို့ကျင့်ထားတဲ့ပုံပုံမျိုးမှသာဒီချမ်းသာခံစားနိုင်တယ်။မှန်ပါဗျ။အခုတက္ကမကြီးဘောဓမဘုရားကိုယုံကြည်ပြီးတော့ဖះဟောတဲ့တရားကိုလက်တွေ့ကျင့်သုံးတာ။ ဒကမာကြီးအခုချိန်မှာအကျိုးရှိတယ်မရှိဘူးဘယ်လိုဆုံးမြတ်အချိုးရှိပါပါဘယ်လိုမှငြင်းချမ်းနေရဗျာဒီဘက်မှာအရင်တော့ကဒီတရားစခန်းထွက်တော့တို့မှာတချို့ဒီဘက်မှာလည်းမတည့်တဲ့လူတွေနေပေါ့နော်စကနာထိုးတာကိုဖြစ်ခဲ့ပါတယ်ဗျာဒီဘက်မှာအရင်တော့ဆိုရင်တော့တော်လန်တုံ့ပြန်နေရန်ဖြစ်ခဲ့တယ်ဗျာအခုမှဒီဘက်မှာပြုံးပြီးတော့တည်ငြိမ်နေတယ်ဗျာစိတ်ထဲမှာလည်းဘာမှမဖြစ်ပါဘူးဗျာငြင်းနေတယ်ဗျာတမ အဲ့တော့တရားတွေ့သွားပြီဆိုတော့မက်ကဆိုင်ရဆိုင်ရကိလေသာကိုတတ်တော့အဲ့ဒီကိလေသာဖြစ်ကုန်လို့ပြီးတော့ဖြစ်တော့ဖြစ်တော့အဲ့တော့ဘာမဟုတ်တာကလိကလိနဲ့တိုက်ခိုက်ပြောဆိုနော်ဟိုတို့ဒီတို့ဟိုချိတ်ဒီချိတ်ဟိုကတိကလုံနေလေဆိုပုရုဇဉ်တလေးတမဟိုဓမ္မကြီးဦးစင်းပြောတယ်ဦးစင်းတရားစပြတာနော်ယုတ်ဒီနန်းကြီးရဖို့မဟုတ်ပါဘူးမြင်မဟုတ်ဘူးအတိတ်ဘုပဲပြပါတယ်တမနော်ပုရုဇဉ်တလေးချမ်းကြီးတတ်ပြီးတာပါတမဗျာ ဝိရိယတဆေကဒါပဲရပါမယ်လို့ပြောခဲ့တယ်။တမ။ပုရုဇဉ်ဓလိကိုမဖယ်တတ်တဲ့ဘုရားဟိုကလိမယ်ညီမယ်ချိန်မယ်တွန်းမယ်တိုက်မယ်။နောက်ခြားသူတပောက်ဆွားမယ်။အဲအဲ့လိုရှိနေ။တမ။အခုကျတော့ပုရုဇဉ်ဓလိဂျန်ကြီးနဲ့ဒေါသဂျန်ချုပ်သွားတော့သူများလာကလိရအောင်ဘောမတုံ့လို့။မတုံ့လို့ဗျာမချောက်တော့။အဲ့ဒီတုံ့လို့မဲ့ကလိမဲ့သူလိုကိုလိုမင်းပါလဲငါပါလဲလုံးမဲ့စိတ်ကမွေးလို့ကိုများတယ်။မရတော့ဘူးဗျာ။ဒါဝင်ပဲတရားတွေ့သွားတယ်တရားရသွားတယ်လို့ သူ့အပိုင်းနဲ့သူပြောတာတမတရားတွေတွေ့တယ်တရားတွေတွေ့တယ်ဆိုပြီးတော့စိတ်အသွင်ပြန်မပြောင်းဘူးဆိုရင်တော့မဟုတ်တမနော်သူ့ဘာသူဘယ်ညာစင်နေဘယ်ယုံနာနေဘာဖြစ်ဖြစ်ဆုံးတာတွေမဆုံးတာတွေမသိဘူးကိုယ်စိတ်အသွင်ပြန်ပြောင်းရင်လားတမနော်ပုရုဇဉ်ဒလိချမ်းညကိုချုပ်ရလားဘုရားလိုနေဘူးလေသွားလို့အေးရလားဒုက္ခဝေဒနာကြီးပေါ်မှာငြိမ်းချမ်းမှုရှိရလားအဲ့ဒီလောက်မှမှတ်တမ်းမတင်နိုင်မှာမဟုတ်ဘူးတမအဲ့တော့ဒကမကြီးနေနဲ့ ခြားခြားဘာသာဝင်တွေကိုဗုဒ္ဓဘာသာထဲမှာလည်းဘုရားလိုကျမ်းနဲ့ကြားတယ်ဆိုပြီးတော့ငင်းဆန်နေတဲ့ပုံကိုယ်တွေရောဒကမကြီးကဘလို့ဆန္ဒနဲ့များတိုက်တွန်းနေတယ်ဆိုတာရှုပ်ဒီလိုတော့မှသူတို့တိုက်တွန်းချင်တာကြတော့ကိုဒီလူ့ဘဝရရတော့တခဏလိုက်ကလေးမြတ်စွာဘုရားတရားကိုမြည်ကြည့်ပါလုံးလဝရိယကိုမလျှော့ဘဲနဲ့ကျင့်ကြံအားထုတ်ကြည့်ပါ တချို့တွေကဒီအပေါ်ရံစာအုပ်လေးဖတ်ပြီးတော့ဟိုငါဒီဒီညံစင်ရသွားပြီငါဒီဒီလိုဖြစ်သွားပြီအဲ့လိုမသုံးသပ်ဘဲနဲ့ကိုယ့်ကိုကြင်ကြံအားထုတ်နိုင်မယ်ဆိုရင်ဒီနေ့ကိုရည်မှန်းထားတဲ့ပန်းတိုင်ကိုရောက်မှာပါလို့ပြောချင်ပါတယ်။ဘယ်ပေါ်မှာမှတ်တမ်းတင်ရမလဲ။တရားတွေ့ပြီးအောင်မြင်ပြီးအကျိုးရှိတယ်ဆိုတာတက္ကမကြီးအခုဦးစီးချင်မှကြည့်ပြီးပြန်သွားတယ်။တမ။တက္ကမကြီးတရားအားထုတ်ပြီးတဲ့ခါကျတော့ဘာအမြတ်ရသွားပြီ။အကျိုးရှိသွားပြီလို့ဘယ်လိုဆုံးပြပြ။ဒီဘက်တော့မှ အရင်တော့ဖြစ်ခဲ့တဲ့လောဘဒေါသတွေလည်းမရှိတော့ပါဘူးခင်ဗျာဒီတော့မှအခုတရားအစစ်မှန်ကိုတွေ့ရှိပါပါတယ်ခင်ဗျာတရားမှကြောက်သေးလားမကြောက်တော့ပါဘူးခင်ဗျာခုနခန္ဓာရဲ့ဒုက္ခပေါ်မှာငြိမ်းချမ်းတဲ့တရားပါဘူးဓမ္မအခုလည်းစိတ်ကနုကနနေကူတဲ့သွားပြီးတော့အေးနေတယ်ဓမ္မဒါသူတော်ကောင်းနေပေါ်တယ်စိတ်ဓမ္မနော်ကဲအားလုံးနဲ့တာလို့သာဓုသာဓုသာဓု